ဒီနေ့ကတော့အော်တိုဘလာ29ရက်29ရက်နေ့မှာတော့တကယ့်တည်င်းထုတ်လိုက်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့တည်င်းတွေမကြားရတော့ဖြစ်တဲ့ MNDA ရဲ့တည်င်း MNDA ကနေပြီးတော့ဒီနေ့မအလာကိုတည်ပြီးလိုက်တဲ့အဲ့ဒီတည်င်းကလည်းကျွန်တော်တို့တဲ့အရေးကြီးတဲ့တည်င်းတစ်ခုဖြစ်တယ်ပြီးလို့ရှိရင်တော့မွန်ပြည်နယ်မှာဆိုလို့ရှိရင်အခု DKPA DKPA တို့ဘာလို့ဆိုလို့ရှိရင်တော့ဒီစက္ကစနဲ့ပေါင်းပြီးတော့တိုက်နေတဲ့အခါပြကြတော့အရင်ကတော့ဒီ DKPA တို့ BGF တို့ဆိုလို့ရှိရင်ဒီဖက်ဒေါ်လာရဲ့ဖွဲ့တွေက เนาะပြန်ပြီးတော့တိုက်ခိုက်တာမရှိဘူးဆိုတော့အခုကတော့အဲ့ဒီမှာเนาะရေးဘလို့ဖွဲ့တော့စဆော်နေတယ်ဆိုတဲ့ဟာကိုအဲ့ဒီတည်နေပြီလို့ရှင်တော့ ASEAN စီဝေး ASEAN စီဝေးရဲ့နောက်ဆုံးထုတ်ပြန်ချက်မှာဆိုလို့ရှိရင်တကယ်အရေးကြီးတဲ့ Donald Trump ရဲ့เนาะစာချုပ်ချုပ်ဆိုတဲ့အစင်အဲ့ဒါကကျွန်တော်တို့တကယ်လိုလားတဲ့ရုပ်ကိုဘလို့လုတ်လိုက်လဲဆိုတဲ့ဟာကိုအဲ့ဒါတည်နေကျွန်တော်တို့တွေ့ရမယ်ပြီလို့ရှိရင်တော့ကျွန်တော်တို့ AA ကဒီ Capacitor 6တကယ်ရမ်းတွေထုတ်လုပ်တဲ့ ဒီစကစရဲ့ရန်နဲ့ထုတ်လုပ်တဲ့ကပ္ပစာ16ရဲ့အခြေအနေနော်အဲ့ဒီမှာခုခံရင်ခုခံရင်နဲ့ဘလို့ဖြစ်သွားလဲဆိုတဲ့ဟာကိုအဲ့ဒီတည်နေကိုကျွန်တော်တို့ကြားရမှာဖြစ်တယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ကိုကံအကြောင်းကိုကျွန်တော်တို့သွားမယ်ဆိုတော့အဲ့ဒါက MND ကနေပြီးတော့ဒီအခုကတော့ရှမ်းမြောက်ဖက်မှာဆိုလို့ရှိရင် last shot ကိုတင်လိုက်တယ်တင်လိုက်ပြီးမှအဲ့ဒီဟာကို last shot ကိုပြန်ပြီးတော့ပေးလိုက်ရတယ်အဲ့ဒါကတရုတ်ရဲ့ PR လို့ကျွန်တော်တို့ အများကတိကျတယ်နော်အတ္တကမအလကတနက်တစ်ချက်မှမဖောက်ပဲအဲ့ဒီလာရှုံမျိုးကို ပေးလိုက်ရတယ်နော်တိုက်တဲ့ခါကျတော့အသက်ပေါက်များစွာပေးပြီးတော့တိုက်ခဲ့ရတယ်ဒါပေမဲ့မအလသိမ့်တဲ့ခါကျတော့လောကတနက်တစ်ချက်မှဖောက်ပင်းနေအဲ့ဒီလာရှုံကိုနေပြီးတော့တရုတ်ကစစ်ဆက်နှိမ့်နိုင်မှုနဲ့ပေးလိုက်ရတယ်ဆိုတော့ဒီနေ့ကတော့ကိုကန့်ကနေပြီးတော့ထူးထူးခြားခြားဒီမအလကို တော့တတိပေးလိုက်တဲ့ တဲ့င်းတစ်ခုကျွန်တော်တို့ထွက်လာတယ်အဲ့ဒီတဲ့င်းကလည်းလူမှုကွန်ရက်ပေါ်မှာတော်တော်ဒီဒေးမီဒီယာလောကမှာရေပန်းစားတဲ့အချက်တစ်ခုဖြစ်တယ်အန်တာကပါလဲဆိုလို့ရှိရင်ဒီ MNDA ရဲ့ COC ချုပ် production ကနေပြီးတော့သူစကားပြောလိုက်တယ်အဲ့ဒီစကားကပါလဲဆိုလို့ရှိရင်အခုငင်းချမ်းရဲ့သူတို့ရဲ့အထုဒေတာတက်မှာဆိုလို့ရှိရင်ငင်းချမ်းမှုတွေရှိတယ်အဲ့ဒီပြရတော့အန်တာကနော်ခြေလှမ်းတလှမ်းပဲဖြစ်တယ်နော်အန်တာကတကယ်ကျွန်တော်တို့ရဲ့ငင်းချမ်းရဲ့အတွက်တကယ်စစ်မှန်တဲ့ငင်းချမ်းရဲ့မဟုတ်ဘူးဆိုတဲ့ဟာကို မလာကိုတတိပေးလိုက်တယ်အဲ့ဒီပြတော့အဲ့ဒီအထုဒေတာတစ်တွေမှာအပြစ်ခတ်တော့ရက်စစ်ထားတယ်ဒါပေမဲ့တကယ့်ညင်းချမ်းရဲ့အစစ်အမှန်မဟုတ်ဘူးဆိုတဲ့ဟာကိုမလာကိုတတိပေးလိုက်တယ်အဲ့ဒီပြတော့သူတို့ကိုလည်းတစ်ချိန်ချိန်မှာဆိုလို့ရှိရင်မလာကစစ်ပွဲဆင်နွှဲ့မယ်ဆိုတော့ငါတို့သိတယ်ဆိုတဲ့အကြောင်းကိုသူတို့ပြောလိုက်တာနော်ပြောလိုက်တာအဲ့ဒီပြတော့ငါတို့ကိုညင်းချမ်းရရတယ်ဆိုတာအခုဘက်ပေါင်းစုံကနေပြီးတော့လူတွေတိုက်တဲ့ခါကျတော့ငါတို့အလှည့်မရောက်သေးဘူးတကယ်တမ်း အဲ့ဒီလူတွေကကိုလုံးငြိမ်သွားပြီဆိုလို့ရှိရင်ငါတို့ကိုထိုးစစ်ဆင်လာဖို့ရှိတယ်ဆိုတဲ့ဟာကိုငါတို့ကကြိုပြီးတော့သိတယ်နော်အဲ့ဒါကြောင့်ငါတို့လည်းပြင်ဆင်ဇီယာရှိတဲ့ဟာကိုပြင်ဆင်နေတယ်အဒီပေကတော့အဲ့လောက်တည်းအဒီပေသွားတယ်နော်အဒီပေသွားတယ်ဘာဖြစ်ဆိုတော့အဲ့ဒီအထုတေတတက်ကလောလောဆယ်ပဲနော်ညင်းချမ်းရဲ့ခြေလမ်းတစ်ခုပဲဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ညင်းချမ်းရဲ့တကိတ်စစ်မှန်တဲ့ညင်းချမ်းရဲ့မဟုတ်သေးဘူးဆိုတော့တင်းကတော့ဒီမအလောက်ကိုတက်လှမ်းလိုက်တဲ့ ်တတိယခုဖြစ်တယ်ဆိုတော့တစ်ခါမှလုံးပြောရထုတ်ပြောပြောရတာကုန်နော်နောက်တစ်ခုကကျွန်တော်တို့ဒီမုံပြင်းနေရေးမော်လမြိုင်ကားလမ်းမှာဆိုလို့ရှိရင်တို့ gate ရှိတယ်နော် gate တွေက PDF gate တွေရှိတယ်ပြီးလို့ရှိရင်တော့ရေး blue တို့အဖွဲ gate တွေရှိမယ်ပြီးလို့ရှိရင် DKPA gate ရှိမယ် KNU gate ရှိမယ်စသဖြင့်စသဖြင့် gate တွေကအများကြီးပဲတော်လည်းရောက်ဖွဲ့တွေအများကြီးဖြစ်တယ်လို့ gate တွေကလည်းအများကြီးပဲအဲ့ဒီ gate တွေကဘာဖြစ်လို့နော် gate တွေဖွင့်လဲဆိုလို့ရှိရင်အဲ့ဒါကကျွန်တော်တို့အများကြီးတဲ့ water gate ဆိုဝါးကိုထားပြီးတော့နော် ဒီကားတွေကိုတားထားတာเนาะအဲ့ဒီဝါကိုဖွင့်ပြမှာပဲကျွန်တော်တို့ကသွားလို့ရတယ်ဆိုတော့အဲ့ဒီဟာကိုရေဘလို့ဖွင့်လိုက်ကနေပြီးတော့ဝင်ပြီးတော့စီးတယ်เนาะဝင်ပြီးစီးတဲ့အခါကျတော့အဲ့ဒီမှာဒီ KPA ဖက်က9ရောက်သေးတယ်အဲ့ဒီမှာ6ရောက်တရရတယ်အဲ့ဒီ9ရောက်သေးတဲ့ထက်မှာမိန်းကလေးတယောက်ပါတယ်ဆိုတဲ့ဟာကိုဒီနေ့တင်ထုတ်ပြန်တာကိုတွေ့ရတယ်အဲ့ဒါကရေဘလို့ကနေပြီးတော့ဆော်တာအရင်တော့ကဆော်လေးဆော်ထားမရှိဘူးဒီဖွင့်တွေကိုเนาะကျွန်တော်တို့ပေါင်းစီလို့ရမလားရမလားရမလားနဲ့နောက်ဆုံးကျတော့မအလိုက်ရဲ့မက်လုံးတွေကိုသူတို့မကြော်နိုင်ဘူးအခုဒီ KPA ရဲ့ ဘိုဆက်အောင်တို့အဖွဲ့ပေါ့ဘိုဘီတို့ဆက်အောင်တို့အဲ့ဒီ KPI ဖွဲ့တယ်အဲ့ဒီမှာဆိုလို့ရှိရင်နောက်တစ်ခုကဒီ PGF PGF လည်းဒီလိုပဲနော်ဒီဖက်ပါပါမလို့လို့ပါမလို့လို့သူတို့အဖွဲ့တွေအားလုံးစေရုံမလို့ရမလို့လို့ရမလို့လို့အဲ့ဒီရမလို့လို့အချိန်မှာကျွန်တော်တို့တင်းတော့အများကြီးရတယ်နော်အခုကတော့မအားလာကဒီ YouTube ကနေပတ်သက်ပြီးတော့အကုန်လုံးမဲလုံးပေးထားတာနော်မဲလုံးပေးထားတာငိုကိုကလေးက PGF ကိုမဲလုံးပေးထားတယ်ဂျာဖြန်ကိုလုတ်ခိုင်းတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာကာစီနိုတို့ဘာတို့ဂျာဖြန်ကိုင်းတွေအဲ့ဒီမှာရွှေကုတ်ကိုမြို့သိတွေကိုတီထုံး အခွင့်ကိုပေးတယ်စသဖြင့်အခွင့်အရေးတွေအများကြီး company တွေထောင်ခွင့်တယ်အများကြီးပေးတဲ့ခါကျတော့အဲ့ဒီ mail လုံးတွေဆိုလို့ရှိရင်အခုရွေးကောက်ပွဲမှာပို့ပြီးတော့ mail လုံးကြီးတယ်ကြီးတဲ့ခါကျတော့အခုကအဲ့ဒီမှာသူတို့ကပြန်ပြီးတော့စကားစားဖက်မှာယက်တီသွားတယ်တွေ့လားဆိုတော့အဲ့ဒီ mail လုံးတွေကြောင့်ကျွန်တော်တို့ mail လုံးကိုမကျော်နိုင်ဘူး mail လုံးကိုမကျော်နိုင်တဲ့အတွက်ကြောင့်အရင်အဖွဲ့စည်းတော့ဆိုလို့ရှိရင်လုံးဝတစ်ဖွဲ့နဲ့တစ်ဖွဲ့ဘယ်တော့မှလည်းဆူလို့ရမှာမဟုတ်တော့ဘူးเนาะဆူလို့ရမှာမဟုတ်တော့ဘူး နောက်တစ်ခုကအာဆီယံ။နောက်အာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ကိုဆက်လိုက်ပြီးတော့ကန်ဆွေးထားတယ်။အဲ့ဒီ၅ချက်ကိုကန်ဆွေးထားတာကဘာဖြစ်လို့လဲဆိုတော့မအလကိုနိုင်ကတက်တယ်။တက်ပြီးတော့အဲ့ဒါကိုသူကဂတိပေးတာဖြစ်တယ်။ဆိုတော့အဲ့ဒီဂတိကိုဒီနေ့ထက်တဲ့အကောင့်တွေမှာပေါ်တဲ့အတွက်ကြောင့်မအလကအာဆီယံဆွေးဝေးကိုလုံးဝတက်ပန်ခွင့်မရှိဘူး။သူတို့ဘက်ကလူတွေကမအလအဲ့ဒီမှာတက်ပြီးတော့အမေရိကန်ရဲ့သမ္မတဒေါ်နယ်ထရွန်းနဲ့နော်နှုတ်ဆက်ဖို့အတွက်တော်တော်အားခေးနေတာအဲ့ဒီမှာနော်တလောက်ပေါင်းလို့လက်ဖက်ဆုပ်လို့ပါလို့အဲ့ဒီမှာတိုက်ဖို့အတွက်အစီအသင့် သူကလုတ်နေတာဒါပေမဲ့နောက်ဆုံးကျတော့မတက်ရဘူးဆိုတော့အခုထက်ထိလည်းပိတ်ဖို့အတွက်သူတို့အဲ့ဒီမှာဆုံးဖြတ်ချက်ချတယ်ပြီးလို့ရှိရင်တော့အဲ့ဒီမှာဒီ ASEAN ကဒီရောက်ောက်ပွဲမတိုင်ခင်မှာဆိုလို့ရှိရင်အားလုံးပေါင်းဝင်တဲ့ဆွေးနွေးပွဲတစ်ခုကိုချင်းပတ်ရမယ်ဆိုပြီးတော့ကြေညာချက်ထုတ်တယ်အဲ့ဒီမှာဆိုလို့ရှိရင်တော့ဒီကုလသမဂ္ဂရဲ့အတွင်းရင်းမူနော်အန်တိုနီယိုကူတရာလည်း yes မအလာရဲ့အကြံဖတ်မှုတွေအားလုံးကိုနေပြီးတော့ရှုတ်ချတယ်ဆိုပြီးတော့အဲ့ဒီ ASEAN အစည်းအဝေးမှာဆိုလို့ရှိရင် your screen ကနေပြီးတော့သူပြောတယ်အဲ့လိုမျိုးနောက်တစ်ခုက ဒီအာဆီယံစည်းဝေးမှာပါလို့လက်မှတ်ထိုးနိုင်ခဲ့လဲဆိုလို့ရှိရင်လက်မှတ်က၃မျိုးထိုးလို့ရတယ်နောက်တစ်ခုကဒီကမ်ဘောဒီးယားနဲ့ထိုင်းနဲ့နော်အဲ့ဒီမှာဆင်မဖြစ်ဖို့အတွက်သူတို့ငင်းချမ်းရဲ့စာချုပ်ကိုချုပ်တယ်နောက်တစ်ခုကအရှိတီမောအရှိတီမောကအခုအာဆီယံအဖွဲ့အစည်းအာဆီယံမှာရင်းနှီးဆင်နိုင်ငံကိုကစစ်တနေဖြစ်သွားပြီဆိုတော့အဲ့ဒီမှာစာချုပ်တစ်ခုထုတ်တယ်နောက်တစ်ခုစိတ်ဝင်စားစရာစာချုပ်တစ်ခုကတော့ကျွန်တော်တို့ကမ်ဘောဒီးယားရဲ့မလေးရှားရဲ့ဗီယက်နမ်ရဲ့ပြီးလို့ရှိရင်တော့ထိုင်းရဲ့ အဲ့ဒီမှာအမေရိကရဲ့အဲ့လိုမျိုးစာချုပ်ချုပ်တယ်ဒီစာချုပ်ကပို့တော့ရေးချီတယ်။နော်အဲ့ဒီမှာကျွန်တော်တို့ဒီ ASEAN ရဲ့အစည်းအဝေးတစ်ခုလုံးမှာအဲ့ဒီစာချုပ်ကပို့တော့ရေးချီတယ်။ဘာဖြစ်လဲဆိုတော့ဒီဟုတ်ကိုထားလိုက်နော်ပတ်သက်မှုရှိရတာကနော်ကမ္ဘောဒီးယားရဲ့မလေးရဲ့ထိုင်းရဲ့ဗီယက်နမ်ရဲ့အမေရိကရဲ့အဲ့ဒီနိုင်ငံ၅နိုင်ငံကနေပြီးတော့စာချုပ်ချုပ်တယ်။အဲ့ဒီစာချုပ်ကအရင်တော့ကျွန်တော်တို့ကြားခဲ့တဲ့မေရှားမေရှားဆိုတာဒီ KIA နဲ့နော်သွားပြီးတော့အဲ့ဒီမှာဆွေးနွေးဖို့လာပါလားနော် KNAC KAC ကနေပြီးတော့ အမေရိကကဝယ်မလားစသဖြင့်စသဖြင့်နော်အဲ့လိုမျိုးတည်င်းထွက်ကြတယ်ကျွန်တော်အခုကတော့နော်ပို့ပြီးတော့ထိချလာတယ်နော်ပို့ပြီးတော့ထိချလာတယ်အဲ့ဒါကကမ္ဘောဒီးယားမလေးရှားထိုင်းဗီယက်နမ်ပြီးလို့ရှိရင်အမေရိကကျွန်တော်ဒီနိုင်ငံတွေအားလုံးကစာချုပ်ချုပ်လိုက်တယ်အဲ့ဒီမေရှားနဲ့တတုနဲ့ရောင်းမဲ့ဟာကိုကုံသွေးမှုတွေကိုအဲ့ဒီမှာမိတ်ဖက်မဟာမိတ်အနေနဲ့ကုံသွေးရဲ့အနေနဲ့မိတ်ဖက်ကုံသွေးရဲ့နိုင်ငံအနေနဲ့စာချုပ်ချုပ်လိုက်တယ်အဲ့ဒါကဒီတရုတ်ကိုထိညှိဖို့အတွက်တရုတ်ကဒီမေရှား ဒီအာရှဖက်လာတဲ့မြေရှောက်တွေကအကုန်လုံးသူတို့ကခြင်ထားတဲ့အတွက်ကြောင့်နော်ခြင်ထားတဲ့အတွက်ကြောင့်ဆိုတော့အခုထိုင်းကတော့တော်တော်ကိုစိုးရိမ်နေတယ်နော်ထိုင်းတိုက်ခိုက်ပါတီတွေကဘာဖြစ်လို့ဆိုလို့ရှိရင်ဒီဝန်ကြီးချုပ်လောက်တာတော်တော်အမှားပဲဘာဖြစ်လို့ဆိုတော့အမေရိကနဲ့တို့ကိုယ်သူရဲ့စစ်ပွဲတွေသူတို့ဒီမြေရှောက်တပ်တို့အလို့ငယ်လောက်တဲ့အထက်မှာဒီထိုင်းကကြားညက်ပြီးတော့ပါမယ်ဆိုတဲ့ဟာကိုတော်တော်စိုးရိမ်တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဘာဖြစ်ပြောပြတာဒီရုပ်ရဲ့ဒီမြေရှောက်ကိုနေပြီးတော့ ဒီအမေရိကကကင်ထားတာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့ဒီ ASEAN စီးပွားရေးတကက်အောင်မြင်မှုတစ်ခုဖြစ်တယ်ပြီးလို့ရှိရင်တော့ဒီ UK ပွဲမတိုင်ခင်မှာဒီအားလုံးပါဝင်တဲ့တွဲဆုံဆွေးနွေးပွဲတွေလုပ်ရမယ်ဆိုတဲ့ဟာဒါကလည်းတော်တော်ကိုကျင်းထန်တဲ့နောက်ထုတ်ပြန်ချက်တစ်ခုဖြစ်တယ်ဆိုတော့ဒါကတော့ဒီ ASEAN စီးပွားရေး အောင်မြင်မှုလေပေါ့နော်အောင်မြင်မှုနောက်တစ်ခုကဒီလွတ်တော်ကိုစလစ်လောင်းတွေကျွန်တော်တို့မြန်မာနိုင်ငံမှာတော်တော်ကိုဝင်ပြန်ရမယ်နော်တော့အဲ့ဒီမှာလုံးဝဝင်ပြန်စရာမလိုဘဲနဲ့နိုင်တဲ့နေရာနောက်လွတ်တော်ကိုစလစ်30နဲ့တယောက်ရှိတယ်နော်30တယောက်ရှိတယ်အဲ့ဒီမှာဒီ26ယောက်ကငါလွတ်တော်ကိုစလစ်တွေထဲမှာဆိုလို့ရှိရင်26ယောက်ကကျန်းဖို့ကဖြစ်တယ်အဲ့ဒီကျန်းဖို့လူတွေကလုံးဝပြန်စရာမလိုတော့ဘူးနော်30တယောက်ရှိတယ်30တယောက်မှာ26ယောက်ကကျန်းဖို့ကနော်အဲ့ဒီနေရာတွေကပြန်မလဲဆိုလို့ရှိရင်နောင်မွန်မန်စီရွှေကူမင်းကင်း ဝင်းတိုမော်လိုက်တနီဆလင်ကြီးရေဦးရေဖြူလောင်းလုံးမမ်မန်ဖေခုံမိုးပြေနော်အဲ့ဒီနေရာတွေမှာအကုန်လုံးကတယောက်စီတယောက်စီတယောက်စီအဲ့ဒီမှာကိုစူလေလောင်းတွေအားအဲ့ဒီမှာပါတီတစ်ခုမှာကိုစူလေလောင်းတယောက်တယောက်စီပဲရှိတယ်အဲ့ဒီမှာဝင်ပြိုင်မဲ့လို့မရှိဘူးနော်မရှိတဲ့ခါကျတော့အဲ့ဒီမှာနော်30နှစ်တယောက်ကလောကပြန်ကြမလို့ဝင်နေနိုင်တဲ့အထက်မှာဈင်းရှိတယ်ဆိုတော့26ဦးကတော့ဂျမ်ဖို့ကဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်တက်တဲ့ခိုင်တော့ပါတီကလည်းမရှိတော့ဘူးနော် NLD ကတချို့ နော်ဒီပါတီတွေလည်းမရှိတော့သူတို့ဖြုတ်လိုက်ပြီဆိုတော့ဘာမှပြောစရာမလိုတော့ဘူးလေနော်နှုတ်ကိုကလေးကကျန်းဖို့ကနိုင်မယ်ဆိုတော့ကျွန်တော်တို့သိပြီးသားပဲနော်အဲ့ဒီထက်မှတစ်ခါတကယ်သူတို့စိုးရင်စရာဖြစ်တဲ့ဒီအမတ်တို့ကအကုန်လုံးပါတီတို့ကိုဖြုတ်ပလိုက်တာနော်ဖြုတ်ပလိုက်တာမကြခင်မကိုကိုကြီးတို့ဖွဲ့လဲလာအောင်မယ်အခုကိုကိုကြီးတို့ဖွဲ့ကဒီလွတ်တော်ကိုဆိုလေလောင်းနေချွတ်နေရနေမှာသွားပြီးတော့ နော်သူတို့ပြန်ဖို့အတွက် message ဆွေးနွေးမှုတွေရှိတယ်ဒါပေမဲ့အဲ့ဒီမှာချင်းချောက်မှုတွေတအားရှိတဲ့ခါကျတော့အဲ့ဒီနေရာကနေပဲရုပ်သိမ်းလိုက်ရတယ်အဲ့ဒါကိုနေပြီးတော့ကိုကိုကြီးပါတီကကိုကိုကိုကြီးကနေပြီးတော့တော်တော်ကိုဒေါသထွက်နေတယ်ဆိုတော့အင်းလိုလေကျွန်တော်တို့ကြားရတယ်ဆိုတော့အဲ့ဒါကတော့ရုပ်ကောက်ပွဲကြောင်းနောက်တစ်ခုကငါ AA AA နဲ့စကားစားဆိုလို့ရှိရင်ကျွန်တော်တို့တိုက်ပွဲတွေကြီးကြီးဖြစ်တယ်ဆိုတော့ AA ကတော့ တင်းလာခဲ့တာเนาะစစ်ကလုံးမျိုးနေမှာကျွန်တော်တို့သုံးမျိုးပဲခြံတော့တယ်ဆေးလေးမျိုးတိမ့်ပြီးပြီအဲ့ဒီမှာစစ်တွေမှအောင်ကြောက်ဖြူပဲခြံတော့တယ်အဲ့ဒီနေရာတွေမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့အခုကတော့အတားကိုကြော်ပြီးတော့အခုပုဂိုးတိုင်းကိုဝင်လာတယ်နောက်ပုဂိုးတိုင်းကိုဝင်တဲ့ခါကျတော့အေးအေးကိုဒီဖက်ကမအလာတို့ဖက်ကလူတွေကတယောတယ်နော် သူနေနေမြေတွေဘာတွေမကျုံးမင်းနဲ့ဘလို့ဝင်လာနိုင်မလဲဆိုတော့အခုကတော့အေးအေးကဒီဖက်ကတော်လည်းရောက်ဖွင့်နေပေါင်းပြီးတော့ဝင်ချလာတယ်နောက်ဝင်ချလာတဲ့ခါကျတော့အခုပုဂိုးတိုင်းဒီပထောင်မျိုးတွေမှာရှိတဲ့ပကံခွေးအဲ့ဒီပကံခွေးရွာဒီမှာရှိတဲ့0.666 ဒီ6သုံးလုံးကဒီကပ္ပစ16ရဲ့အတိကကာကင်းဖြစ်တယ်ဆိုတော့အဲ့ဒီဟာကိုနေပြီးတော့ A ကထိုးစစ်ဆင်ပြီးတော့တင်ပိုက်လိုက်တယ်တင်ပိုက်လိုက်တဲ့ခါကျတော့အဲ့ဒီပကံကွေး6သုံးလုံး6သုံးလုံးအဲ့ဒီစခန်းကိုပြန်ရဖို့အတွက်သူတို့အကြီးကြီးအဲ့ဒီမှာလူတွေပို့တယ်ပို့ပြီးတော့စစ်ချောင်းပြန်ပြီးတော့ထိုးတယ်ထိုးရထိုးရနဲ့အလေချောင်းပစ်ကိုပေးရပေးရနဲ့အဲ့ဒီမှာပဲပြန်ပြီးတော့ရိတ်ခါထောက်ပို့စခန်းကိုထပ်တော့တင်လိုက်တယ်တင်လိုက်တယ်ဆိုတော့အရင်တော့ကဒီကပ္ပစ16နဲ့၄မိုင်ပဲกว่าတယ်အခု9မိုင်ပဲกว่าတော့တယ်เนาะအဲ့ဒီမှာရောက်နေပြီဆိုတာကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဟာကတော်တော်ကို နော်အောင်ပွဲကြီးဘာဖြစ်လို့ဆိုတော့အဲ့ဒီမှာကပ္ပစာ6ကဒီရန်တွေအများကြီးထုတ်လုပ်တဲ့နေရာဖြစ်တယ်ဆိုတော့အဲ့ဒီရန်တွေမထုတ်လုပ်နိုင်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီမှာ AA ကထိန်းချုပ်လိုက်ပြီဆိုလို့ရှိရင်ဒီရန်တွေကိုထုတ်လို့မရတော့နော်ထုတ်လို့မရဘူးဆိုရင်လေရင်ပြစ်တဲ့ဟာလေအများကြီးနေတော့မယ်တနက်ထုတ်လုပ်တဲ့ဟာတွေလည်းအများကြီးနေတော့မယ်ဆိုတော့တို့ကတော့ဒီနေရာမှာတော့အခုလောက်ဆိုရင်တော့အခြေအနေမကောင်းတော့ဘူးဆိုလို့ရှိရင်ဒီနေရာမှာတို့ပြင်ဆင်ကောင်းပြင်ဆင်နိုင်တယ်ဒါပေမဲ့အရင်ကလို့အများကြီးထုတ်လို့မရတော့ဘူးအဲ့ဒီရန်တွေကို သူတို့အွှေပြောင်းလာဆိုလို့ရှိရင်တော်တော်ကိုထိခိုက်သွားမှာဖြစ်တယ်ဆိုတော့အဲ့ဒီတစ်ခုကတော့တကယ့်တင်းကောင်းတစ်ခုနဲ့ကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကရခိုင်ပြည်နယ်အဲ့ဒီမြို့တော်ဖြစ်တဲ့စစ်တွေမြို့စစ်တွေမြို့နဲ့အနီးမှာဆိုလို့ရှိရင်သူတို့လက်နက်ကြီးတွေနဲ့ပြန်လည်ပြကြတဲ့အသားကအေးအေးနဲ့ဒီမာလာတို့ဖက်ကဆိုတော့အဲ့ဒီမှာအမြင့်ကျွန်းမှာဆိုလို့ရှိရင်အဲ့ဒီလက်နက်ကြီးတွေရှိတယ်နော်အဲ့ဒီကနေပြီးတော့ဖြစ်တယ်ဆိုတော့ဒီဖက်ကလည်းအေးဖက်ကလည်း ိမ်ပယ်ရရှိတဲ့လက်နက်ကြီးတွေနဲ့အဖကုံထိုးတဲ့ခါကျတော့အဲ့ဒီစခါနေပြီးတော့အကလုံးဖျက်ပြကုန်တယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တွေ့ရမယ်နောက်တစ်ခုကပုဂိုးတိုက်ရီတာရှင်နဲ့ဒီတောင်ကုန်အဆက်မှာဆိုလို့ရှိရင်ဒီစက္ကစအင်အားဘယ်လောက်ရှိလဲဆိုလို့ရှိရင်400ရှိတယ်အဲ့ဒီဟာနဲ့နေပြီးတော့ဒီဖက်ကတော်လည်းအဖွဲတွေနဲ့တိုက်ပွဲတွေဖြစ်တယ်အဲ့ဒီမှာ15ရောက်ပေးတယ်နှုတ်ဦးကိုအရှင်ဖမ်းမိတယ်ဆိုတဲ့တင်းကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့အော်တိုဘာလ19ရက်နေ့မှာတင်းမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆွေးကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲကျွန်တော်ဒီ